တင်ရ Harry Potter fan တယောက်ဆိုရင် The Making of Harry Potter and the Brother Studio တော့သူကြဆိုရင်လုံးဝကိုသွားလည်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။နေရာကြီးကအရင်ရှိတဲ့အတွက်အချိန်၄၅နိုင်လောက်ပေးပြီးတော့လည်ပတ်ရပါတယ်။အထက်မှာစားတော့ပေါ်တဲ့စားတော့ဆိုင်တွေရှိသလိုကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်တဲ့ Harry Potter gift shop မှာလက်ဆောင်ပစ္စည်းတွေအများကြီးဝယ်လို့ရတဲ့အပြင် Magic Wand နဲ့ Rope တင်မှာလည်းကိုယ့်ရဲ့နာမည်ကိုရေးချလို့ရပါတယ်။ တောဆာတဝန်ကြီးမှာဘာသာပေါ်ဆုံးနဲ့ရေးထားတဲ့ Harry Potter movie poster တွေချိတ်ဆွဲထားပါတယ်။တကယ်တော့ဆိုတော့ဒီ Great Hall ကြီးကဆက်မှာဖြစ်ပြီးတော့ Great Hall ကြီးကရာသီအလိုက်အထက်မှာပြင်ဆင်တဲ့အပြင်ဆင်တွေကပြောင်းလဲနေပါတယ်။ Marvel Movie Studios မှာကိုယ့်ရဲ့ portrait တွေလည်းရိုက်လို့ရတဲ့အပြင် Quidditch Man နဲ့ Defend Gadgets Class မှာလည်းကိုယ်တိုင်ပါဝင်သရုပ်ဆောင်လို့ရပါတယ်။တမွေရဲ့လိုကောင်းတဲ့နေရာလေးတွေဖြစ်တဲ့ King Cross Station, Wooden Bridge, Hagrid Hut, Flying Car, Hagrid's Cabin နဲ့ Open Forest Ministry of Magic Dragon Alley နောက်ဆုံးပိတ်ကတော့ဒီ Hogwarts ပုံစံကျောင်းပုံစံငယ်လေးနဲ့ဆုံးသက်ထားပါတယ်ခင်ဗျာ။